ဂါဇာကမ်းမြောင်ဒေသခန်းယူနုမျိုးကအိမ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့်ကြက်ချင်နေအဖွဲ့ဝန်ထမ်းအုပ်သေဆုံးသွားပြီးတဲ့နောက်ပြည်ပခါအတွင်းအပြစ်ရဖို့နိုင်ငံတကာကြက်ချင်နေအဖွဲ့ INCRC ကတနင်္ဂနွေနေ့မှာချက်ချင်းပန်ကြားလိုက်ပါတယ်။ လို့ဖော်ကင်ဘတ်နှစ်ဦးဖြစ်တဲ့အီဘရာဟင်ဤနဲ့အာမတ်အဘူဟီလာတို့တည်ဆုံခဲ့ရတဲ့အတွက်နှလုံးကြည်ကွဲဝမ်းနေရပါတယ်လို့နိုင်ငံတကာကြည့်ရှင်ကြီးအဖွဲ့ကဆိုရှယ်မီဒီယာမှာကြေညာချက်ထုတ်ပြန်ပြောကြားထားပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုစနေနေ့ကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ICRC ကဆက်လက်ပြောကြားပေမဲ့ဘဲအဖွဲ့ကလုတ်တယ်ဆိုတာကိုတော့ထုတ်ဖော်ပြောဆိုတာမရှိပါဘူးအစ္စရေးကတော့ခန်းယူနှုတ်မှာစနေနေ့ကသူတို့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းဝန်ခံပြောကြားထားပါတယ် ဤကလက်နက်ကြောင်ဖြစ်ပေါ်တဲ့ထိခိုက်မှုတွေလေ့လာရေးအရာရှိဖြစ်ပြီးဟီလာကကြက်ချင်ဒီဆေးရုံလုံယုံရေးအဆောင်အဖြစ်လုတ်ကင်ခဲ့သူတွေလို့ ICRC ကပြောထားပါဗျ။"သူတို့ကိုတပ်ဖြတ်မှုဟာဂါဇာမှာဖြစ်ပေါ်နေတဲ့တီးခတ်နိုင်ပွဲမရှိတဲ့အရက်သားတွေတေဆုံးမှုကိုညွှန်ပြနေတာဖြစ်တယ်"လို့ ICRC ကြီးညာချက်မှာရေးသားထားပါဗျ။ ပြစ်ရပေးဖို့ချက်ချင်းတောင်းဆိုကြောင်းကို ICRC ကထပ်လောင်းပြောကြားခဲ့ပြီးဆေးဘက်ဆိုင်ရာလူသားချင်းစာနာတဲ့အကူအညီပေးသူတွေ၊ကယ်ဆယ်ရေးနဲ့ရပ်ဖက်ကာကွယ်ဝန်ထမ်းတွေအပါအဝင်အရက်သားတွေကို လေးစားဖို့နဲ့အကာအကွယ်ပေးရတို့ကိုတောင်းဆိုပါတယ်လို့သူတို့ကြေညာချက်မှာဖော်ပြထားပါတယ်။ 2023ခုနှစ်အော်တိုဘာလ9ရက်တိုက်ခိုက်မှုတွေပြီးကြတဲ့ကပြုလုပ်ခဲ့တဲ့စီးရီးတိုက်ခိုက်မှုတွေရဲ့အစိပ်ပိုင်းတစ်ရက်အနေနဲ့အစ္စရေးဟာမတ်လအပြည့်ရကာလပြီးဆုံးပြီးတဲ့နောက်ဂါဇာဒေသကို တိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်လာခဲ့တာပါပြီးခဲ့တဲ့မေလ18ရက်နေ့ကစလို့တိုက်ခိုက်မှုတွေကိုအရှိန်မြင့်ပြုလုပ်နေတာဖြစ်ပါတယ်လောကမီဒီယာရဲ့ဆက်လက်ရည်ရွယ်ချက်တွေဟို ပတ်ပြီးဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစိမ TV YouTube Channel မှာမမဝင်ပြခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ